အဲဒါဆိုရင်ဒီနေ့မှာတော်တော်လေးရမယ်ဗျာနော်ဒီနေ့မှာတော့တော်တော်လေးရချာမယ်တူတီနော်ညအောင်ဆိုရတော့ခေချာချာဖြစ်နေမယ်နော်ကျွန်တော်ဟိုတိုင်းနဲ့တိတ်တမညာကိုမင်းပေးရနော်အဲတော်မစ်ဆူနော်ကဲမေဆွေညာအောင်ပဲနော်ဒီနေ့မှာကျွန်တော်တို့ကမနက်ပိုင်းကမနက်ပိုင်းကထပ်သွားတာ2ညနော်2ည ညနေပိုင်းထွက်သွားတာကတစ်တုံညာကဲကျွန်တော်မစ်ဆွေညာကျွန်တော်ပြောတော့ငါတလုံးပတ်တဲ့သူရမှာနော်ပြီးလို့ရှိရင်ကျွန်တော်တစ်လုံးနဲ့တုံညာထုံးရပြီးသားတယ်အဲ့တော့ကျွန်တော်အချိုက်ဆုံးကတစ်တုံညာဆိုလို့ရတယ်နိုင်ငံတစ်ခုကိုပြီးသားနော်ကျွန်တော်မစ်ဆွေညာအဲ့ဒါဆိုရှင်ဒီနေ့မှာတော့အဲဒါဆိုရင်ဒီနေ့မှာတော်တော်လေးရမှာဗျာနော်ဒီနေ့မှာတော့တော်တော်လေးရချာမယ်တူတီနော်ညအောင်ဆိုလို့ဒီခေချာချာဖြစ်နေမယ်နော်ကျွန်တော်ကိုယ်တိုင်နဲ့တစ်တုံညာကိုမင်းပြီးသားနော်ကျွန်တော်မစ်ဆွေယူနော် ကဲအဲ့ဒါဆိုရှင်ကျွန်တော်ယင်နေ့ကလည်းကျွန်တော်ပေးတာက၄၅တို့เนาะ3တို့เนาะကဲ3ည8တို့9ကိုလို့ညာကဲဟုတ်အမလုံးပိုင်းရောအတွဲတွေပေးရတယ်ယင်နေ့တွေယင်နေ့တွေရတယ်เนาะညာကလည်းမင်းရဆိုရင်ဘယ်နှပေါ်ညာအောင်ရဒီနေ့ဆိုရင်ဘယ်နှပေါ်ညာအောင်ရเนาะကဲအဲ့ဒါကြောင့်ကျွန်တော်မစ်ဆွေတိတိထချာလေးကျွန်တော်ဒီထက်တော့ဗီဒီယိုလေးလုပ်ပြီးတော့တင်ပြမယ်ကျွန်တော်မစ်ဆွေယူเนาะအဲစာလေးကညပြပါမယ်ဟုတ် ချက်ချက်ကိုဒူးဒီလိုပဲကျွန်တော်ဒါလူရင်းစစနေနေလေးတင်ပြပါမယ်တတိယနဲ့စစနေနေတင်ပါဦးเนาะတတိယကတစ်ခွက်ကောင်းနှစ်ခွက်ရှိပြီးကျွန်တော်ပြတာဒါကျွန်တော်ရဲ့ဒီဗီဒီယိုအောက်တတိယကြောင်းเนาะကြည့်စုတူလေးနည်းသေးတယ်ပေါ့เนาะကြည့်ပြီးကြအောင်အမှလေးလုံးပြီးပါလေတင်ပြရအောင်เนาะတတိယကကျဒူးဒီကတော့ကျွန်တော်အနေနဲ့ဘယ်နှချိန်မှန်ခဲ့ပြီးရလဲဆိုရှင်6ချိန်မှန်ခဲ့ပြီးရတယ်တကောက်ပါเนาะမနှက်ဖြန်ကိုကျွန်တော်အနေနဲ့ဒါပြီးတော့မယ်ပြီးတော့မယ်ဆိုတော့ကျွန်တော်စာတန်းလေးပိုင်းမှာထုတ်ပြပြလို့မယ်ကျွန်တော်မစ်ဆိုရှင်အောင်လို့เนาะโอเคအဲ့ဒါဆိုရှင် ။ဒါရရှိထားလေဆိုလို့ရှိရင်ကျွန်တော်ချက်ပြမယ်နော်။ကျွန်တော်ကနန်းညီကိုပဲထွက်တာရှိတယ်နော်။ဒါထွက်တာလေဆိုရှင်ကျွန်တော်၄၅လို့ပြောထွက်တာရှိရဲ့၄၅လို့ပြောထွက်တာရှိရင်တလုံးကိုလက်မလောက်ပါဘူးနော်။သုံးတလုံးကိုလက်မလောက်ပါဘူးဆိုတော့လင်းကထွက်ပြီးတော့သုံးခုဆိုထွက်သွားတယ်ဗျာကျွန်တော်အဲ့ဒီအချိန်မှာ S2 ကိုဒါပေးထားတဲ့ရှိတယ်နော်ခဏညီကိုထွက်ပြင်းရင် ပတိတလုံးပေးမယ်အပုံမှန်တာပတ်စာရူပတော့နော်စာရူပတော့ရအခုဆိုရှင်ကျွန်တော်နေနဲ့မိတ်ဆွေများကိုအဲတစ်တုံညာထပ်ထားရနော်တစ်တုံညာထပ်ထားတဲ့အတွက်ကြောင့်ကျွန်တော်နေနဲ့ကိုတလုံးကိုမိတ်ဆွေတွေကဒီတစ်ပတ်မှာမထွက်ခဲ့လို့ရှင်ကိုတလုံးကိုတော့တစ်ပတ်မှာစာရူစာရူစာရူပတ်နော်ကိုတလုံးပေးတယ်တစ်တုံညာထပ်ပြီးတော့ကိုတလုံးပေးတာဖြစ်ပါတယ်နော်ကျွန်တော်မိတ်ဆွေများကိုအဲအဲ့ဒါဆိုရှင် ဟုတ်ပြီဒီမနေ့ကကြားလို့ရှိရင်ကျွန်တော်ပါဗလန်းနေရပြီတယ်ဆိုရှင်မနေ့ကကျွန်တော်တောက်ကြနေတော့တောက်ကြနေကိုကျွန်တော်နေနဲ့ပြီးရတဲ့၃ဘရိတ်၄ဘရိတ်ကလည်းရှိသေးတယ်နော်၃ဘရိတ်၄ဘရိတ်ရှိသေးတယ်၃ဘရိတ်၄ဘရိတ်ကိုလည်းမိတ်ဆွေများလက်မလို့ပါနဲ့နော်ဒါလေးကိုကြားနေတယ်ဆိုရှင်မိတ်ဆွေတို့ဖိုးတာအောင်နော်၃ဘရိတ်၄ဘရိတ်ဟုတ်ပြီပြီးလို့ရှိရင်၂၁ရက်နေ့ခွန်ပတ်တီတလုံးရှိပါတယ်ခွန်ပတ်တီတလုံးကို မဲဆွေများကကြံ့တဲ့ပတ်မပတ်နိုင်ဘူးဆိုရှင်မပတ်နိုင်တဲ့လူကိုလေးခွန်လေးကူလေးချောက်ဆိုပြီးတော့ပြတာရှိပါတော့ကဲအဲ့တော့ကျွန်တော်မဲဆွေတွေအဲ့ဒီတုံးကောက်ကိုအဲဒါတွေထိုးမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်27ရက်နေ့နော်နောက်တစ်ပတ်ဒီတလုံးကလေးတလုံးရှိတယ်နော်အဲပတ်တီးကိုကျွန်တော်နေတဲ့ဒါနှလုံးပေးမှာဖြစ်ပါတယ် လေးတလုံးရှိတယ်လေးတလုံးကကျွန်တော်တို့ကအားကောင်းလာတာဗာအားကောင်းနေလေဆိုရှင်လေးနဲ့ပတ်သက်လို့ရှင်ကျွန်တော်တို့လေးတုံညာရဲ့ပြီးလို့ရှင်လေး6ရဲ့လေးခွန်ရဲ့လေးလေးရဲ့ဘောကဒါလေးကိုတဲ့ကျွန်တော်တို့မထိုးမပတ်နိုင်တဲ့လူတွေကိုပေးထားတာဖြစ်ပါတယ်ဟုတ်ပြီတဲ့အဲ့ဒါဆိုရှင်ကျွန်တော်တို့1 chain နဲ့ရှိတယ်နော်1 chain ကကျွန်တော်တို့က ည6ဝန်းကျင်တော်မစ်စုညာတုံည6ဝန်းကျင်ဆိုတော့ကျွန်တော်တို့ကတုံည6ဝန်းကျင်เนาะအဲ့ဒါဆိုလို့ရှိရင်ချက်ခွန်ခွန်ချက်ကောင်းမယ်เนาะ6ခွန်ခွန်ချက်ကောင်းမယ်တုံညာ6ဆိုတော့လေးတုံညာကောင်းမယ်လေး6ကောင်းမယ်နော်အဲအဲ့ဒါဟိုလေကျွန်မမစ်ဆွေကမင်းတင်ပြီးတော့ဆောက်လိုက်ပါလေ6ခွန်ရဲ့ ၄တုံညာရဲ့၄ချောင်းရဲ့နော်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရှင်ကျွန်တော်တို့ကအနေဖြင့်ဟိုတငယ်ချင်းတို့တောက်ကြနေဘူးနော်ဒါပွဲသိမ်းလှလှလေးနေပါတော့ကျွန်တော်တင်းရပါတော့နော်မသိမ်းခလိုက်နဲ့တင်းနဲ့ကဲအဲ့ဒီတော့ကျွန်တော်အနေနဲ့ဒီနေ့မှာသတ်သွားတဲ့တိတုံညာကတော့ကိုပတ်ကြည့်ရဲ့ကိုကလည်းပြန်ပဲလာမလားဒါမှမဟုတ်ရင်နောက်ထပ်တသက်လာပဲကိုလာမလားကျွန်တော်မစ်စင်ညာ အဲ့ကိုဟိုမိတ်ဆွေတို့ကစာတော်မွေးတစ်ဆယ်ဘိုးကနေတော့တရားဘူးထိတယ်မွေးရတယ်လို့တရားဘိုးကတော့တထောင်ကြီးဘိုးထိတယ်မွေးရတော့စာဘိုးများများမွေးမိတ်ဆွေတို့စာတော်နဲ့ရမှာတော့အဲ့ကိုတလုံးတော့ပိုင်မယ်မထောက်မတူနဲ့ဒီကိုတလုံးနဲ့မိတ်ဆွေတို့မွေးသွားမှာမကြောက်ဘူးကိုတလုံးနဲ့ချမ်းသာမှာကြည့်ဘာသာချမ်းသာမယ်ဒီလက်တလန်းကျွန်တော်ပြပြီမယ် ပတ်စံတက်နိုင်တဲ့လူပြောတာပေါ့နော်ပတ်စံတက်နိုင်တဲ့မစ်စင်ညာတော့မလုပ်ပါဘူးနော်စားဘူးမလုပ်နဲ့အဲစားဘူးမမွေးနဲ့ပေါ့ဗျာကျွန်တော်ပတ်တီကိုကျွန်တော်ပေးတဲ့ပတ်တီလေးပဲထိုးပေါ့စင်သေးတယ်ချမ်းသာတယ်ဆိုလို့ရှိရင်တော့ကိုယ်တလုံးကိုစားဖို့မို့တိတက်ပုံပြီးချမ်းသာတယ်နော်ကျွန်တော်ပါစပ်ပြောတာတော့မစ်စင်ကထွက်လာတဲ့နေ့ကြလို့ရှိရင်ထွက်လာတဲ့နေ့ဆိုတာမကြဘူးဗျာ မကြောက်ဘူးเนาะမင်းကကိုယ်ကထွက်လာမှာပေါ့ကွာအဲဒါပေမဲ့မင်းထွက်လာနေတဲ့ဆီမှာလို့ရပါ not the same စပလောင်းဒီမှာကိုယ်လာမှာမင်းရမလားအဲ့လိုမဟုတ်လို့မကြောက်ဘူးเนาะဒီဒီလက်ပြန်မထွက်ခဲ့ဘူးဆိုရှင်နောက်ထပ်တစ်ပတ်ကြာရှင်မစ်ဆိုဆက်ဖို့အကူเนาะကိုယ်လာပြီးမှနောက်ထပ်အကနန်းကြီးကိုလာမှာဖြစ်ပါတယ်เนาะကဲအဲ့ဒါဆိုရှင်ကျွန်တော်နေ थाल्यो सौन्दले डाउन ढिला भएन त्यहाँदेखि टोलेसम्म छेउ नाटा हुँदैन ना?